မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရမပင်ခရိုင်ဒါမဆိုင်တပ်ရင်း28ကိုအမိမဖော်လိုတဲ့လူရှင်တယောက်ကအကြီးကအင်ဂျီအုတ်ထုပ်အစုံ20နဲ့ equipment 18ဆုံလူဒန်းပေးအပ်ခဲ့လို့ဒါမဆိုင်တပ်ရင်း28တာဝန်ရှိသူကပြောပါရယ်။ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့ကြည်ထိမှန်မင်းမဲကြည်ကအုတ်ထုတ်ကြည်ကအင်းကြီးကြောင့်အသက်မဆုံးရှုံးခဲ့ရတဲ့တော်လန်ရေးရဲဘော်တွေလို့အန်ရယ်ကင်းနိုင်ဖို့အခုလိုလှူဒန်းရတယ်လို့ဆိုပါရယ်အလူရှင်ပေးအပ်တဲ့ငွေနဲ့လိုအပ်တဲ့ငွေကိုတရင်အားစိုက်ထုတ်ပြီးကာလတန်ဖိုးမြန်မာငွေ7300တန်ဖိုးရှိတဲ့စစ်ဝတ်တစားတက်ဆင်ပေးခဲ့ရတဲ့အတွက်ပီတိဖြစ်ရတယ်လို့ဒါမဆိုင်တက်ရင်28တက်ရင်မှုဖြစ်သူဘိုးစွမ်းသူမောင်ကပြောပါရရှင် မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့နယ်ရုံးမြင့်လေးရွာကိုမေလ22ရက်နေ့မနက်6နာရီလောက်ကစစ်ကောင်စီတပ်ကစက်တက်လေဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူနေအိမ်၅လုံး၊ဖုန်ကြီးကြောင်နဲ့တိမ်တလုံးကားတစီးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မနက်၄နာရီကျော်လောက်ကမိထီလာလေထက်စခန်းဌာနချုပ်ကနေတက်လာတဲ့စက်တက်လေဒီ၃စီးဟာရုံးမြင့်လေးရွာတောင်ပိုင်းနဲ့အရှိမြောက်ပိုင်းကလူနေအိမ်တွေနဲ့ဖုန်ကြီးကြောင်တွေကိုပုံကျဲချခဲ့တယ်လို့ဆိုပါတယ်။ တို့ကျဲချတဲ့ဘုံတွေကမီးလောင်ဘုံတွေဖြစ်ပြီးတော့ရွာတွေကအိမ်တွေဖုန်ကြီးကြောင်တိမ်နဲ့ကားတစီမီးလောင်သွားကြောင်ရွာသားတွေလည်းရွာထဲမဝင်ရသေးပဲအခုထိတောတောင်တွေထဲမှာထွက်ပြေးနေရတယ်လို့ဒေသခံရွာသားတယောက်က TVB ကိုပြောပါတယ်ရုံးမင်းလေးရွာကလူနေအိမ်ကြီး200ကျော်နဲ့လူဦးရေ800နီးပါးနေထိုင်တဲ့ရွာဖြစ်တယ်လို့သိရပါတယ်ရှင်မေလာ22ရက်နေ့ကနေစတင်ပြီးမြန်မာနိုင်ငံတဝန်းမှာအခြေခံပညာကျောင်းတွေမှာကျောင်းအပ်လက္ခဏာတွေစတင်နေပါဗျ ဒီလိုကြောင်းအပ်လက်ခံချိန်မှာပဲငလျင်ဘေးဒဏ်တင်တဲ့ဒေသကကျောင်းသားမိဘတွေကကလေးတွေကိုကျောင်းပို့ဖို့အတွက်စိုးရိမ်နေကြပါတယ်။မြတ်သစင်သတင်းပေးပို့ထားတာပါရှင်။မြန်မာနိုင်ငံတဝန်ရှိအခြေခံပညာကျောင်းအသီးသီးမှာကျောင်းဝင်လက်ခံခြင်းများကိုဒီကနေ့2025 2026ပညာသင်နှစ်အတွက်မြန်မာနိုင်ငံတဝန်လုံးကအခြေခံပညာကျောင်းတွေအားလုံးဇွန်လ2ရက်နေ့စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီးကျောင်းအပ်လက်ခံနာတွေကိုတော့မေလ22ရက်နေ့ကစတင်ဆောင်ရွက်ပေးနေပြီလို့စစ်ကောင်စီကကြေညာထားပါတယ်။ ဒီလိုကြောင်းအပ်လက်ခံနေပေမဲ့လည်းငလင်တန်တဲ့ဒေသတွေမှာကျောင်းတွေထိခိုက်ပျက်စီးထတာတွေရှိနေပြီးနောက်ဆက်တွဲငလင်တွေကလည်းဇက်တိုက်လှုပ်ခတ်နေတဲ့အတွက်ကျောင်းသားမိဘတွေကစိုးရိမ်နေကြပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသကကေလာ၊ရွာမ၊အိုင်တောင်ကြီး၊တဲလဲဦးအင်း၊ဇေယျကြီးနဲ့နန်းပံကျေးရွာတွေကစာတင်ကျောင်းငါးကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့အင်းလေးဒေသခံတွေကဆိုပါတယ်။ကေလာနဲ့ဇေယျကြီးကျေးရွာတွေမှာ ကျောင်းဖွင့်ချိန်အမီယာယီကျောင်းဆောင်ပြန်လည်တိစောက်ပေးနေတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားတာရှိပါတယ်။အင်းလေးဒေတာကကျောင်းသားမိဘတယောက်ကတော့ကလေးတွေကိုကျောင်းပို့ဖို့စိုးရိမ်မှုတွေရှိတယ်လို့ဆိုပါတယ်။အင်းလေးဒေတာခန့်ရဲ့ပြောကြားချက်ကိုတော့ DVP သတင်းတောက်တယောက်ကအတန်ဖတ်ကြားပေးထားပါတယ်။ကျောင်းဖွင့်ရင်သူများကလေးတွေကျောင်းတက်ရင်ကိုယ့်ကလေးကိုလည်းကျောင်းထားကြတာပေါ့။ဒါပေမဲ့အခုကငလင်ကလည်းမကြခဏလုံးနေတာမျိုးတွေရှိတယ်လေ။တိတ်တော့စိတ်မချရသေးဘူးထင်တာပဲ။ဒီလိုစိုးရိမ်မှုတွေရှိတာပေါ့။ ယာယီကျောင်းဆောင်တွေစောင့်နေတာမျိုးတွေတော့ရှိတယ်။ဒါပေမဲ့ဘလို့အဆီဇင်နေနဲ့တော်မလဲတော့မသိပါဘူး။ငလင်တန်ကြောင့်အထီးကိုက်များခဲ့တဲ့မန္တလေးမှာလည်းနောက်ဆက်တွဲငလင်တွေဇက်တိုက်လှုပ်ခတ်နေသေးတဲ့အတွက်ကျောင်းဖွင့်ချိန်မှာကလေးတွေကိုကျောင်းလွှတ်ဖို့စိတ်မချဖြစ်နေတယ်လို့မိဘတွေကဆိုကြပါဗျ။ကျောင်းအခြေအနေတွေမှာက ငလင်းရလဲသရိုက်ရှိနေသေးတာစိတ်ချရလားဆိုတော့ဒါကျွန်တော်တို့အဲစိတ်ချရတယ်လို့ပြောလို့မရဘူးကွနော်ဘယ်တော့ပဲအဖောက်အုံခိုင်မာနေရောအဲစစ်ဆေးပြီးတော့ဒီအကြောင်းရအကြံဟိုင်မှုရှိပါတယ်ဘယ်တော့ပဲပြောရောနေကျွန်တော်တို့ဒီဆက်ဆက်ပြောတဲ့ငလင်းကရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်အဲစိတ်ချရလားဆိုတဲ့ဒီနေ့မှာကျွန်တော်စိတ်ချရမှာတော့မဟုတ်ဘူးပေါ့နော်ဒါကတော့လာလက်ရှိအကြောင်းတွေလည်းပြန်ဖွင့်တော့မယ်အဲငလင်းအတွက်အကြောင်းတွေမှာဘယ်လိုမျိုး ကျွန်တော်တို့အဲဒီငလင်းနဲ့ပတ်သက်တဲ့အသိပညာပေးအဲကာကွယ်နည်းတို့ဒါမျိုးတွေကျွန်တော်တို့ဘလို့ဆက်ဆောင်ရမလဲဆိုတာဒါအကြောင်းဖွင့်ရင်တော့ဒါမိဘတွေအားလုံးအဲဆက်လက်ဆောက်ကြည့်ရမယ်အရာမျိုးပေါ့နော်ဒါငလင်းရတဲ့တိုင်းလုပ်နေတဲ့အတွက်ဒါမိဘတွေနဲ့အကြောင်းလို့ဖို့တော့နည်းနည်းလေးစိတ်ထဲမှာ အဲ feeling တစ်ခုအနေနဲ့တော့ဒါမိဘတိုင်းရှိကြတဲ့အနေထားပေါ့နော်အဲမိဘတိုင်း feeling ရှိကြတဲ့ကြောင်းလှုပ်ဖို့စိတ်မချနေသေးတဲ့အချိန်တွေပေါ့နော်ကလေးတွေအနေနဲ့ကလည်းတကယ်လို့ဖြစ်ခဲ့ရင်သူကြောက်တတ်နေချင်းလှုပ်ပိုင်းဘယ်လိုလုပ်မလဲဆိုတဲ့အာမျိုးတွေပေါ့နော်ပြောနေကြတာလည်းအများကြီးရှိကြတဲ့အနေထားမှာရှိပါတယ်မဟုတ်စစ်ကောင်စီဩဇာကံသတင်းဌာနတွေမှာငလင်တန်ခန်းစားခဲ့ရတဲ့သခိုင်းမြို့နယ်ကကျောင်းပေါင်း42ကျောင်းပျက်စီးခဲ့ပြီးကျောင်းဆောင်ပေါင်း115ကျောင်းပျက်စီးခဲ့တဲ့အတွက် ယာယီကျောင်းဆောင်45ကျောင်းဆောက်လုပ်ပေးထားတယ်လို့ကြေညာထားပါတယ်။ DVB data တင်းကကောက်ယူစုဆောင်ထားတဲ့အချက်လက်တွေအရတော့အင်အားပြင်းစကိုင်းငလင်ကျောင်းကျောင်းပေါင်း2565ကျောင်းထိခိုက်ပျက်စီးခဲ့ရပါတယ်။ကျမမြတ်သစင်ပါရှင်။စကန်ဒန်ဒီဒါကြီးကလေးမျိုးအခြေဆိုင်ဒီသာကုတ်ကဲမှုစစ်ဌာနချုပ်ကနေ ချင်းတောင်ဘက်ကိုမေလ18ရက်ကစလို့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။လေးရဝင်းကျင်အကြားမေလ21ရက်မှာတော့ကက်လေးတိုင်းငင်းလမ်းပေါ်ကကက်လေးမြို့နယ်စိမ့်ပိုင်းအကျော်အကွာမှာရှိတဲ့မွာပြီးရွာအဝင်မှာမနက်9နာရီလောက်ကစလို့တိုက်ပွဲပြင်းထန်နေကြောင်းသိရပါဗျ။ပြောလာတာကတော့အင်းအောင်းနေအောင်ဝင်းကျင်လောက်လို့တော့ကနဦးသိရတယ်ပေါ့နော်။ဦးတီလာတာတော့ဒီချင်းတောင်ဘက်ကိုတက်လာပြီဆိုတော့ချင်းတောင်ကိုဦးတီတာတော့သိချင်ပြီပေါ့။ ဒါမဲ့ပဲဟိုတိတိကျကျဥတီတလဲဆိုတော့ကျွန်တော်တို့လည်းမသိရသေးဘူးပေါ့ဟိုဒီတိုင်းငင်းလမ်းဆောင်ဘက်ကိုတော့မရောက်သေးဘူးလို့ကျွန်တော်တို့သိရတယ်ပေါ့နော်ဟုတ်ဟုတ်အဲ့မတိုင်ခင်မှာပဲဒီထိတွေ့မှုတွေဖြစ်နေတယ်လို့ကျွန်တော်ဦးသိရပါတယ်ပြည့်ကလေးမျိုးကနေတိုင်းငင်းရွာလမ်းဆောင်အထိဆိုရင်25မိုင်ဝန်းကျင်กว่าဝေးပါတယ်တိုင်းငင်းလမ်းဆောင်ကနေတိသိမ့်မျိုးကိုဆိုရင်နောက်ထပ်26မိုင်သွားရမှာဖြစ်ပြီးဖလန်းမျိုးကိုဆိုရင် မိုင်90နီးပါးกว่าဝေးတာဖြစ်ပါတယ် တိတိမျိုးကလွယ်ပြီးနေရာအများစုကိုချင်းတောက်လိုင်းတက်တွေကထိန်းချုပ်ထားတာဖြစ်ပြီးမေလ22ရက်ညနေ4:00နာရီအထိတော့စစ်ကောင်စီတပ်ဟာမှွာပြီးရွာကိုမကျော်နိုင်သေးကြောင်းနဲ့ကလေးမျိုးဘက်ကနေလဲလက်နက်ကြီးပစ်ကူတွေပေးနေတယ်လို့ဒေသခံတွေကပြောပါတယ်မိုးကယူလိုက်ဆဲလိုက်ပေါ့ညတော့လည်းဆိုရင်ဘုတ်တအများလေနေ့လေတော့လည်းယူရတယ်ဒီတကယ်တမ်းဒီကတော့လည်းဆွေးမိရဆွေးလို့ပြရအောင်ဆိုတော့လည်းအကူလို့အဲ့ 这个预计六月必须有的，要发出交流呢。所以每月都要分到啦，这个必须要到这对对了嘛的呢，就还发到个啥嘛的。估计本来呢，估计是去那玻璃呢，但呢，不是做那么累活呢。တိုက်ပွဲတွေကြောင့်စစ်ကြောင်းထိုးရလမ်းပေါ်မှာရှိတဲ့ရွာ၄ရွာထက်မနည်းကဒေသခံပြည်သူတထောင်ကျော်လောက်ဟာစစ်ဘေးသိမ်းရှောင်နေရတာဖြစ်ပါတယ်။တိုက်ပွဲဖြစ်နေတာကြောင့်အရင်စစ်ရှောင်တုန်းကလိုကလေးမျိုးဘက်ကိုသိမ်းရှောင်ခွင့်မရပဲ တောင်ပေါ်ဝင်းကျင်ကဘေးလွမဲ့ထင်းတဲ့နေရာတွေမှာမိုးရွာနေတဲ့ကြားကနေထွက်ပြေးနေရလို့အရေးပေါ်အကူအညီတွေလိုအပ်နေပြီလို့ဒေသခံတွေကပြောပါရယ်။လက်ရှိအချိန်မှာစစ်ကောင်စီတပ်ဟာချင်းတောင်ပေါ်ကဟာခါတီးတိမ်နဲ့ထန်တလန်မျိုးလောက်ကိုပဲထိန်းချုပ်နိုင်တော့တာဖြစ်ပါရယ်။ကျွန်တော်စိုးသူအောင်ပါ။ TVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။